ဘာပစ္စည်းမှထည့်လို့မရတဲ့အိတ်ကိုသိန်းပေါင်း200နီးပါးပေးဝယ်ပြီးတော့ဖြုံးနိုင်ကြောင်းချေမိုးပြခဲ့တဲ့ဝင်းမုံရွှေကြီးပရိသတ်များအလုံးမဲမင်္ဂလာပါရှင် Global Media News Page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ချိုဆိုပါရရှင် ဝင်းမောင်ရွှေရာလာပကျော်ရှင်နဲ့မင်းသမီးအဖြစ်အနုပညာလောကမှာရက်တည်ခဲ့သလိုလက်ထပ်ပြီးတဲ့နောက်ပိုင်းမှာလည်းတံပိုးကြီးပစ္စည်းတွေနဲ့တော်ဝင်မင်းသမီးလေးအလားပြောင်းလဲသွားခဲ့ရတာပါဒိတ်ဒိတ်ကျဲချမ်းသာသူကိုနိုင်ဖြိုးကျော်ကိုခင်မွန်းတော်လိုက်ရတဲ့အတွက်ဝင်းမောင်ရွှေရဲ့အနေထိုင်အသုံးဆောင်ပစ္စည်းတွေကပြောင်းလဲသွားခဲ့ပါတယ်တံပိုးကြီးပစ္စည်းတွေကသူမကိုတော်ဝင်မင်းသမီးလေးအလားဖြစ်အောင်ပံ့ပိုးပေးလို့နေတာပါဝင်းမောင်ရွှေရာပြီးခဲ့တဲ့ရက်မှာလည်းပွဲတစ်ခုကိုတာမန်လူတွေမဝစ်ဆင်နိုင်တဲ့အဝယ်စား တွေဝစ်ဆင်ပြီးတော့ပွဲတက်လာခဲ့တာဖြစ်ပါတယ်။ဒုမရဲ့ပထမဆုံးဇလန်တွဲဖြစ်တဲ့နတ်သမီးနတ်ခတ်ဇလန်တွဲရဲ့ပွဲကိုတက်လာခဲ့တာပါ။ပွဲတက်လာတဲ့အချိန်မှာဝင်းမုံရွှေရတန်ဖိုးကြီးယတနာတွေကိုဝစ်ဆင်လာတာမျိုးမရှိပါဘူး။ဒီတစ်ခေါက်မှာတော့အယိုးရှင်းဆုံးသာဝစ်ဆင်လာခဲ့တာဖြစ်ပါတယ်။ဒိန်တောင်းချီတန်ယတနာတွေအစားလေဘက်လေးနဲ့ ဖန်စီလေးတွေကိုသာဝယ်ဆင်လာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဝင်းမုံရွှေကြီးကတာမန်လူတွေသုံးနေကြအိတ်ပုံစံမျိုးမဟုတ်တဲ့အိတ်တလုံးကိုလွှဲလာခဲ့တာပါ။သူမလွှဲလာတဲ့အိတ်က branded အိတ်တစ်ခုရဲ့အမှတ်တံဆိပ်ဖြစ်ပါတယ်။အိတ်ကိုကြည့်လိုက်တာနဲ့ကဘာကျော် branded အိတ်ဆိုတာကိုလူတိုင်းကသိကြပါတယ်။ဒါပေမဲ့အဲ့ဒီအိတ်ကလွယ်လို့သာရတာဖြစ်ပြီးတော့ဘာပစ္စည်းမှထည့်လို့မရပါဘူး။အိတ်ကအရန်ကိုသေးတာကြောင့်ဘာပစ္စည်းမှထည့်လို့မရတာဖြစ်ပါတယ်။ဒါအပြင်ပတ်စံလဲထည့်လို့မရတဲ့အတွက်အလကန်ယုံတာဖြစ်ပါတယ်။ဘာ ြစ်စည်းမထည့်လို့မရပဲအလှတာလွယ်လို့ရတဲ့အဲ့ရဲ့တံပိုးကတံပိုးကြီးအိတ်တလုံးဖြစ်နေကြတာပါအဲ့ဒီအိတ်ကိုသိန်းပေါင်း166သိန်းကျော်ပေးဝယ်ရတာဖြစ်ပါတယ် ။ဒိမ်းမောင်း900နီးပါးတန်ပေးမယ်လေ။အရီအိတ်ကဘာမှထည့်လို့မရတဲ့အတွက်ပရိသတ်တရားတော့အံ့အားသင့်နေကြပါရဲ့။ဒါပေမဲ့အရီအိတ်ကကြွားတဲ့နေရာမှာတော့အယံကိုအသုံးဝင်ပါရဲ့။လူကုံတန်အတိုင်းဝိုင်းကလူတွေကအရီအိတ်ကိုမြင်လိုက်တာနဲ့ဒိမ်းမောင်း900နီးပါးတန်တဲ့အိတ်ဆိုတာကိုချက်ချင်းဆိုသလိုသိတာကြောင့်ပါ။ဒါကြောင့်မို့လဲအလားလွယ်ပြီးတော့သုံးနိုင်ဖြုံးနိုင်ကြောင်းကြွားတဲ့အိတ်လို့ပြောလို့ရပါရဲ့။ဝမ်မုံရွှေကြီးကလည်းဒိမ်းမောင်း900နီးပါးကိုဖြုံးနိုင်တဲ့ဆိုတဲ့အကြောင်းအများသိဖို့လွယ်ပြလာခဲ့တာပါ။ လူကုန်တဲ့အတိုင်းဝိုင်းတစ်ခုရဲ့ကျွမ်းဝါရဲအိတ်တစ်ခုတသက်သာဖြစ်ပါတယ်။ သူတို့အတွက်တော့ငွေဆိုတာအရန်ကိုပုံများနေတဲ့အတွက်ဖြုံးနေလို့လည်းမခံစားကြရပါဘူး။ဒါပေမဲ့တာမန်လူရန်စားတွေအတွက်တော့ဘာမှသုံးလို့မရတဲ့အိတ်ကိုတိန်းနေရနီးပါးပေးဝယ်တာကဖြုံးနေလို့သာခံစားလို့ရတာပါ။ဒါကြောင့်မို့လဲချမ်းသာတဲ့သူတွေကနီလန်မျိုးစုံနဲ့ဖြုံးနေကြတာပဲဆိုပြီးတော့ပြောလို့ဆိုလို့နေကြတာဖြစ်ပါတယ်။ဒါတင်မကသေးပဲဝမုံရွှေရလည်းနီလန်မျိုးစုံနဲ့ဖြုံးနိုင်နေတာကြောင့်အားကျလို့နေတာဖြစ်ပါတယ်။ဝမုံရွှေကြီးကခုန်နိုင်ဖြိုးချော်ရဲ့ငွေတွေနဲ့လူတွေဟာ ังไหนเฮงไหนพี่เอ မျိုးစုံလုံးပြနိုင်တာပါပြီးခဲ့တဲ့လကအကယ်ဒမီဘေးဘွေးမှာလည်းတိန်ပေါင်း3သိန်းတန်နဲ့6သိန်းလက်ဝတ်ရတနာကိုဝစ်ဆင်ပြီးတော့ခြေပြနိုင်ခဲ့တာပါတိန်ပေါင်း3သိန်းတန်နဲ့6သိန်းလဲဆွဲကမြန်မာနိုင်ငံမှာတင်ကြော်ချမ်းယုံသားမကပဲနဲ့တရုတ်နိုင်ငံကမီဒီယာတွေကပါစိတ်ဝင်စားလို့နေကြတာဖြစ်ပါတယ်။ဘာပစ္စည်းမှထည့်လို့မရတဲ့အိတ်ကိုတိန်ပေါင်း200နီးပါးပေးဝယ်ပြီးတော့ဖြုံးနိုင်ကြောင်းချိန်မိုးခဲ့တဲ့ဝင်းမုံရွှေကြီးအပေါ်ပရိသတ်တို့ရဲ့အမြင်လေးကိုလည်းပြပြပေးခဲ့ပါအောင်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့ ဲ့အတွက်လည်းပြိသက်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရက်တင်ဆက်မှုတွေမှာပြိသက်ကြီးနဲ့ပြန်လည်ပြီးတော့ဆုံတွေ့ကြပါရစေရှင်။